ဒီမွေးနေ့မှာဖယားတော့ကြောင်တပါဒီမွေးနေ့မှာလာဆုံးမဲမဲညနာလို့တနာရကောဝဲပြီးမင်းရမွေးနေ့မှာတစံဖန်ကောင်အပိနောက်ဆင်နေကြရပြိသက်တွေအားလုံးပဲမြန်မာမနက်ခင်ပါရှင်ပြည်သူများအားလုံးအတွက်မတ်တရားနေ့ဆိုရဲအစီအစဉ်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရဲ့ရှင်။ စဉ်ပရိသတ်များရှင်မတ်တရားနေ့အစီအစဉ်ရဲ့ဝင်းနေဆူတောင်းအစီအစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေဆူတောင်းပေးရမယ့်ဝင်းနေရှင်ကတော့မကွေးလေတန်းကနန်းလောင်ဆိုင်ဖားရဲ့ဝင်းနေအတွက်ပါနန်းလောင်ဆိုင်ဖားရဲ့23နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ပြုံးလင်ကမမလောင်တို့နဲ့မမနန်းစင်မတတ်တို့ကနေပြီးတော့ပအဝင်ဆူတောင်းပေးလာပြီဖြစ်ပါတယ်ရှင်။ ပရိသတ်များရှင်ဒီခါမှာဆက်လက်ပြီးတော့ဆူတောင်းပေးရအောင်မယ့်မွေးနေ့ရှင်ကတော့ကြီးပုံမှနေတဲ့ဦးသိန်းထိုက်အောင်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ဦးသိန်းထိုက်အောင်ရဲ့58နှစ်ပြည့်မွေးနေ့အတွက်ကတော့ရန်ကုန်မှနေတဲ့မက်ခိုင်နေဝင်းကနေပြီးတော့ပအဝင်ဆူတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ဆလပ်ပြီးတော့လေမိုးကုံမြို့မှာနေတဲ့ဒူးညုံမှုဦးသိန်းဆက်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ မိုးကုံးမြို့မှာနေတဲ့ဒုညုံမူဦးသိန်းဆန်ရဲ့55နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ပြည်ဦးလင်မှာနေတဲ့မတ်နေရတနာဝေမတ်ချော်ရတနာဝေတို့ကနေပြီးတော့ပါဝင်စုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ပရိသတ်များရှင်ဒီနေ့ရမွေးနေ့ဆူတောင်းစီစဉ်လေးမှာနောက်ထပ်ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်လိုင်တာယာမှာနေတဲ့ကိုဟန်နီရဲ့မွေးနေ့အတွက်ပါဒီနေ့မှာရောက်ရှိလာတဲ့33နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ကိုဟန်နီကကိုရိုင်းပောင်ရင်တောင်းဆိုလာပဲဖြစ်ပါတယ်ရှင်။ တစရဖန်ရဲ့ပြည်သက်တွေအားလုံးကိုမတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်ကောင်းနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင် ပရိသတ်များရှင်ဒီနေ့မတရားနေ့စီစီရဲ့ချက်ချင်းစီစီနေမှာပါဝင်လာတဲ့သူကတော့ပြောင်းလဲမာနေတဲ့သူနာပြူဆီယာမလေးခေဆိုးထိုက်ပဲဖြစ်ပါတယ်။သူကတော့ရန်ကုန်မှာနေတဲ့ဗိုလ်ကြီးရသညိုနဲ့ဆီယာမရှင်ရှိန်တို့ရဲ့ချစ်သူတတန်း9လပြည့်အတွက်ကိုပါဝင်တောင်းဆိုပေးလာပဲဖြစ်ပါတယ်ရှင်။ ။ဒစီအဖန်ပရိသတ်များရှင့်မတ္တရားနေစီစဉ်ကိုတော့ချွာတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးကမတ္တရားနေစီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေတဲ့အတူတူစစ်သူစုံတွေမင်္ဂလာစနေမောင်နှံတွေအားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးချင်နေဆိုရင်တော့ဒစီအဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639163ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအတွင်းမိမိတောင်းဆိုပေးခြင်းနဲ့နေရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။တစီအဖက်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639163နဲ့တူတူတစီအဖက်အ က် Entertainment YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတော့အသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်